ကရင်ပြည်မြောက်ရီမြို့နယ်တောင်ပိုင်းက၄ကီကောမြို့တင်နာမှာတော့စစ်တပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းအဖွဲ့တို့ကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။စစ်ကော်မရှင်တပ်ရဲ့စစ်ကြောင်းတွေက၄ကီကောမြို့တင်နာပေါ့လေဒီမိနစ်20လောက်ပဲဝေးတဲ့အကွာဝေးမှာရှိတယ်ပြောပြောရမယ်ဆိုဒီကားနဲ့သွားတဲ့အခါမှာမိနစ်20လောက်ပဲအကွာဝေးမှာရှိနေတဲ့ Thimae Waki Yuana ကို ရောက်နေပြီလို့ဆိုပါတယ်။ဒီ Thimae Waki Yuana ကမြောက်ရီ ဝေါ်လီလမ်းမကြီးပေါ်မှာရှိတာဖြစ်တယ်လို့ထိုင်းနယ်ဇက်ကရွာလေးတရွာလည်းဖြစ်ပါတယ်၄ကီကောမျိုးစီကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်လာတာလို့လည်းဆိုကြပါတယ်၄ကီကောတိုက်ပွဲထဲမှာစစ်ကော်မရှင်တပ်ကလက်နက်ကြီးပစ်ခတ်မှုတွေအပြင်ဒီမစ်ဆိုင်ဒုံးကြီးတွေနောက်ပြီးတော့အသေးခံဒရုန်းတွေကိုပါသုံးနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်လက်နက်ကြီးနဲ့ပစ်ကူတာတွေအစမတန်လုံနေတယ်လို့ဒီထိုင်းနိုင်ငံဘက်ခြမ်းအထိပါကြားရောက်ပောက်ကွဲမှုတွေပါရှိနေတယ်လို့ဒေသခံတွေက ပြောပါရယ်လက်နက်ကြီးကြီးတွေထိုင်းဘက်ခြမ်းကိုကြားရောက်ပောက်ကွဲမှုတွေရှိနေတာကြောင့်ထိုင်းစစ်တပ်ဘက်ကလည်းတိုက်ပွဲဖြစ်နေတဲ့နယ်စပ်တစ်လျှောက်မှာ လုံခြုံရေးကိုတိုးထားပြီးတော့စောင့်ကြည့်နေကြပါရယ်စစ်ကော်မရှင်တပ်က 6K ကမျိုးတစ်ဘက်ကိုစက်တမလ22ရက်နေ့ကစပြီးတော့စစ်ကြောင်းထိုးဝင်လာတာ ဖြစ်ပါရယ်